ဒင်းပါကအာစနယ်ရဲ့အဖိုးတန်ကျယ်ပွင့်ကျွန်တော်အားလုံးပဲမင်္ဂလာပါခင်ဗျာ 3gauge corners ကနေအာစနယ်ပရိသတ်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်အာစနယ်ကချန်ပီယံလိအောင်ပွဲကိုအကြီးအကျယ်မျှော်လင့်နေပုံပဲချန်ပီယံလိဒီကြိမ်းမှမရဘူးလို့တမိုင်းနဲ့ချီပြီးတော့နာကျင်နေရတာမဟုတ်လားအတိတ်ကဒဏ်ရာပြန်ဆွားမယ်ဆိုရင်2006ချန်ပီယံလိဖိုင်နယ်မှာအာစနယ်အသေးကွဲခဲ့တာရီကတ်ရဲ့အသေးမှာပဲရီကတ်ရဲ့ဘာစလိုနာနဲ့အာစနယ်ဖိုင်နယ်မှာဆုံကြပါတယ် ်ပရိုင်းမှာပဲအာစတင်ဂိုးမားလီမန်ထုတ်ပယ်ခံခဲ့ရပေမယ့်ဇိုကန်ပဲဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပါတယ်ဒါပေမဲ့ရီကတ်ပွဲချင်းတွင်နီးပြွာပြောင်းလဲနိုင်စွမ်းကြောင့်အာစတင်မျောလင်းချက်သေဆုံးသွားခဲ့ရတာပါပဲတသက်မှာတစ်ခါသာရောက်ဖူးတဲ့ချန်ပီယံလိဖိုင်နယ်ပွဲဖြစ်လို့အာစတင်ရင်နာလို့ဆုံးမယ်မထင်ပါဘူးတင်းမားရဲ့အာစတင်ကစားမဘွားမျောလင်းချက်ကကြီးမားလွန်ပါတယ်ပရီးမီယားလိချန်ပီယံဆုကိုလိုချင်တယ်ချန်ပီယံလိမှာအမြင့်ဆုံးဆင်းတီပြန်တမ်းမယ်ဖြစ်နိုင်ရင်ဖလားသုံးလုံးချန်ပီယံဖြစ်ချင်နေပါတယ်အဲ့ဒီမန်ချက်တွေအတွက်ပေါင်တန်း200လောက်အသုံးပြုပြီးသွားပြီ Harvest နဲ့ Daglam Rice ကကွေးလေမာကုံမြင်မားစီလိုတိုင်းစစ်လမ်းကြောင်းတွေလည်းပို့ပြီးတော့အားကောင်းခဲ့ပါလေ။တင်းမောင်လည်းမေမထားတင်းမောင်တကယ်ဆိုရင်တင်းမကဘိုးခန်းစစ်မှာကစားလေးရှိတဲ့သူပါ။ခန်းစစ်ကိုပဲအဓိကအားပြုကစားတဲ့ရှေးဆန်းနဲ့ညာနောက်ခံလူမဟုတ်ပါဘူး။ခေပေါ်ဘောလုံးကဘာရဲ့တောင်းဆိုတဲ့အတိုင်းလိုက်ပါစီးမောင်းနိုင်မဲ့နောက်ခံလူပုံစံမျိုးပါ။တိုင်းစစ်ကိုလိုက်ပါမယ်အကွင်းနဲ့ဗန်ဒီနိုင်မယ်အဝေးကန်ချက်တွေတဲကန်ဘောတွေလည်းထူးကြွားမယ်။အာဒီတာတောင်းဆိုမဲ့အရာမျိုးတင်းပါဖြည့်စည်းပေးနိုင်ပါလိမ့်မယ်။လေဘောက်ကလက်ဆန္ဒအာနိုးလိုပေါ့။ အလက်ဇန္ဒားအနိုးကိုကျောင်းနံပါတ်10နဲ့မြင်ရတာပရိသတ်တချို့ကသဘောကျမယ်မထင်ပါဘူး။ဒါမဲ့ခန်းစစ်ကစားမတူးထပ်ပိုတဲ့စွန့်ရင်ပိုင်ဆန်သားသူအနိုးတို့ကနံပါတ်10ရိုးကစားလည်းခက်ခဲမရှိပုံပဲ။အနိုးကမွေးရပါပင်ကိုဗီဇာရနံပါတ်10ရိုးကစားနိုင်စွမ်းရှိကြောင်းတက်တည်ပြလိုက်တယ်။အနိုးရဲ့မူလဟန်ပန်ကမြန်နှုံးမြင့်ပြီးတော့တကူတော့ဆွဲပေးနိုင်စွမ်းကောင်းမွန်နေ။အဝေးကန်ချက်တွေပြုတ်လုံနိုင်တယ်။ဖန်နီမှုပိုင်းကတော့ပြောစရာလိုမယ်မထင်ဘူး။အနိုးကဘလို့နီးပြွာမျိုးမဆိုအသုံးတော်ခံနိုင်သူလို့ပြောရမယ်။ ပြိုင်ဘက်ကိုထိုးနိုင်နိုင်အောင် option တွေလုံနိုင်ပြီးတော့နေရာလွတ်တွေအသုံးချကပေါ်ပါလွတ်လပ်စွာကစားတတ်သူလည်းဖြစ်ပြန်နေအာနိုဟာခေတ်ပေါ်ဘောလုံးလောကရဲ့ထူးချွန်ဆုံးညာနောက်ခံလူဖြစ်ဂုံဝင့်ထဲပြီးပါပြီအခုသူက hash rate တွေမှာဝင်ကစားပြီးတော့အကောင်းဆုံးပုံစံပြသနေတယ်နောက်ဆုံးနံပါတ်10ရိုးဖြစ်နေအာနိုကအားကောင်းမောင်းတန်အသုံးတော်ခံနိုင်ခဲ့ပါပြီအာနိုကဆွဲဆောင်ရဂျိုကာဆိုတာတက်တည်ပြပြီးရင်တက်တည်ပြနေတာပါပဲဒီမှာမှလည်းအာနိုလို ဖြစ်လာမယ့်အရေးချင်းတွေရှိနေပါတယ်တင်ပါရဲ့ပတ်စင်ဖလက်တီကတိတ်ပြီးထူးချွန်နေတယ် နယ်သာလန်လီမှာတင်ပါရဲ့ပတ်စာ2500တကြိမ်နီးရှိခဲ့ပါတယ်။အောင်မြင်မှုရာဂိုင်းတော့62ရာဂိုင်းလုံးရှိခဲ့တာပါ။ forward pass က902ကြိမ်ရှိပြီးတော့ final သတ်ဆုံးတဲ့အောင်မြင်တဲ့ဘောလုံးပေးပို့မှု944ကြိမ်နီးရှိနေပါတယ်။ Premier League မှာခန်းစစ်အစွန်လူရဲ့အခန်းကဏ္ဍကတနေ့ပြီးတနေ့စင်ကဲပြောင်းလဲလို့နေပါတယ်။ Sky Sport က Gary Neville နဲ့ Carriga ပြောသလိုခန်းစစ်အားသံအစွန်လူရဲ့အခန်းကဏ္ဍကအဆုံးသတ်နေပါပြီ။ Liverpool တစ်ခက်မှာ Arno နဲ့ Robertson ကအမကန်ဂိုးဖန်တီးပေးမှုတွေ ဒိုင်းစကိုလိုက်ပါကူညီနိုင်မှုတွေနဲ့အကျိုးပြုခဲ့တယ်လို့မျိုးအာစတန်တွယ်လက်တင်းပါကသွင်းကိုရရဲ့မြေပြားကိုအသက်သွင်းပေးနေတယ်။ဂွာဒီလာကဂျွန်စတုန်းကိုကွင်းလယ်တက်ကစားခိုင်းပြီးတော့အောင်မြင်ခဲ့တယ်လို့မျိုးအာစတန်ကလည်းတင်းပါနဲ့စိတ်ကူးရင်ထားပါတယ်။ဘလိုပဲဖြစ်ဖြစ်တင်းပါဟာအာစတန်ရဲ့အဖိုးတန်ကျယ်ပါ။ဟုတ်ကဲ့ပါဒီဘက်ကတော့ပါပဲခင်ဗျအာစတန်အသင်းနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုနေ့စဉ်တင်ဆက်ပေးမှဖြစ်တဲ့အတွက်ကန်နာတို့ live follow subscribe လုပ်ထားပေးပါဦး။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။